ပတ်ဝန်းကျင်မှာအလိုတကူမြေရပိုးများလာတဲ့တကယ်အသုံးဝင်ပြီးစီစွန်းထက်တဲ့အပင်သမျိုးကိုမိတ်ဆက်ပေးပါမယ်။ဒါကတော့ငူဝါပင်ပါ။ငူဝါပင်ကပဒေါင်းနဲ့အပြင်လာတဲ့အပင်ဖြစ်ပေမယ့်ပဒေါင်းလောက်တန်ဖိုးထားမခံရပါဘူး။တကယ်တော့ငူဝါပင်တစ်ပင်လုံးဟာလူသားတွေအတွက်အလွန်ဈေးဖက်ဝင်တဲ့အပင်ပါ။ပရိသတ်ကြီးအားလုံးမင်္ဂလာပါရှင်။ ဒီတစ်ပတ်ရဲ့ကျမ်းမာရေးပညာပေးအစီအစဉ်မှာငူဝါပေရဲ့အကျိုးကျေးဇူးနဲ့အသုံးပြုပုံသုံးဆွေးနွေးတွေကို ပြောပြပေးပါမယ်။ခုလိုကျမ်းမာရေးဖူးသားတွေကို နေစင်တရားဖို့ကျမတို့ရဲ့ channel လေးကို subscribe လုပ်ပေးပါဦးနော်။နေစင်တင်ဆက်ပေးတဲ့အကြောင်းအရာတွေကိုသိရဖို့အတွက်လည်းဘေးကခေါင်းလုံးလေးကိုနှိပ်ခက်ပေးပါရှင်။ မြူဝါဟာမနာမအိုးမတိစီသုံးပါးမှာ တပါအပါဝင် ဖြစ်ပါတယ်။မြူဝါဟာမနာသောစီအုံနေဟာမအိုးသောစီစီလုံးမလွေဟာမတိသောစီဖြစ်တယ်လို့အဆိုရှိပါတယ်။၎င်းသုံးပါးအရွက်ကိုဆက်ပြီးလက်ဖက်ချအဖြစ်တောက်သုံးကြပါတယ်။မြူဝါမှာသုံးမျိုးရှိပါတယ်။နံပါတ်၁ငူကြီးဖောဖက်ဟုလည်းခေါ်ကြပါတယ်။နံပါတ်၂ငူရွှေငူဆက်လည်းခေါ်ပါတယ်။နံပါတ်၃ငူတိန်ဟု၍ ဖြစ်ကြပါတယ်။ငူကြီးကိုအမလို့ခေါ်ကြပြီးတော့ငူရွှေကိုအဖိုးလို့ခေါ်ကြပါတယ်။ငူကြီးမှာငူရွှေငူတိန်တို့ထက်အပင်ကြီးပါတယ်။ငူရွှေရဲ့မျိုးရင်းဟာစိန်ပန်းမျိုးရင်းဖြစ်ပါတယ်။မြန်မာနိုင်ငံအနှံ့အပြားမှာ ပေါရောက်ပါတယ်။ပူပြင်းဆွဆွတဲ့ရာဒီဥတုကိုပုံမနစ်သက်ပါတယ်။အမြင့်ပေ၄ထောင်အထိပေါရောက်နိုင်ပါတယ်။တဘာဝအလျောက်ပေါရောက်ပါတယ်။ အလပန်းအဖြစ်လဲစိတ်ပြိုးကြပါတယ်ဒီဗီဒီယိုမှာငှို့ဝါပင်ရဲ့ကျမရဲ့အသွဲတဘာဝကောင်းကျိုးတွေနဲ့အတုံးပြုပုံတွေကိုမျှဝေပေးပါမယ်အရင်ဆုံးငှို့ဝါပင်ရဲ့ကျမရဲ့အသွဲတဘာဝကောင်းကျိုးများကို ပြောပြပေးပါမယ်အနိတေမြမစေအဘိဓံများမှာတော့ငုဟာပူတယ်ချိုတယ်အတီးဟာချိုတယ်လေးတယ်ဝမ်းကိုစင်ကြယ်စေတယ် အရွက်ဟာနူးညံ့စွာဝမ်းသက်စေတယ်၊နူနာကိုပယ်တယ်၊တလိုက်ကိုနှိမ်တယ်။အပွင့်နာအေးတယ်၊ခါတယ်၊ဖတ်တယ်၊ဝမ်းသက်စေတယ်၊လေနာ၊သေးချေနာ၊မြင်းတရိပ်နာတို့ကိုနှိမ်တယ်၊အတန်ကောင်းစေတယ်၊ဝန်းချုံ၊စမြင်းခံတဲ့အနာ၊အပုတ်အားကြီးတဲ့အနာ၊အစာမကြည့်တဲ့အနာ၊ပိန်ချုံ၊ခြောက်ကပ်သော အနာများ၌အကျိုးပြုပါတယ်။ အမြင့်ဟာနူးညံ့ချိုအေးတဲ့အရာတာရှိတယ်။ဖြားနာခြင်း၊ရင်ပတ်နာခြင်း၊လေနာ၊သွေးနာ၊မြင်းသရိပ်နာကိုကြောက်ကင်းစေပါတယ်။အဖျားရင်နဲ့အနာကိုကြောက်စေပါတယ်။အထက်သွေးဆန်နဲ့လေနာကိုနိုင်တယ်လို့ဖွင့်ဆိုထားပါတယ်။ဒါပြင်ရာရန်ခြင်း၊ရောင်ရမ်းခြင်း၊အကိတ်အခဲတွေကိုလည်းသက်သာစေပါတယ်။ဒါရီကတော့ငှို့ဝါပီးရဲ့ကျမ်းမာကြီးအတွက်ကောင်းကျိုးအချို့တွေကို ပြောပြပေးတာပါ။ရုတ်ထက်အတုံးပြူနီကိုပြောပြ ေးအောင်မှာမို့ဆက်လက်နားထောင်ပါရှင်အတုံးဝင်တဲ့အစိပ်ပိုင်းအရွက်အသီးအပွင့်နဲ့ပြင်ဆငါးပါးကိုတုံးနိုင်ပါတယ်ငှကြီးကိုစေးဖက်မှာဆိုရင် ပို့ပြီးတော့အတုံးများပါတယ်အတုံးပြုဖို့ဝမ်းချုပ်လေအရွက်နုကိုဟင်းချူချက်တော့ချင်းတိုးစားချင်းလက်ဖက်ချောက်ကဲ့သို့ဆက်တော့ချင်းဖြင့်ဝမ်းတက်စီပါတယ်နံပါတ်2နူနာနဲ့အရေပြားယောဂါများဖြစ်လေ ညှိရွက်ကိုရှာလကရည်ဖြင့်ကြည့်ရရသောအရည်ကိုလူပေးရပါမယ်။နံပါတ်3လေယုံကြီးနာ၌အရွက်ကြည့်ရည်ကိုလိမ့်ပေးရပါမယ်။နံပါတ်4ညှိရွက်ကို နေရိတ်ထဲမှလေတလက်ခံအချောက်လန်းပြီးလက်ဖက်ချောက်အနေနဲ့တုံးလို့ရပါတယ်။အရာဒါလည်းရှိတဲ့အပြင် လေမချုံဝိုးမချုပ်စေပါဘူး။နံပါတ်5အဆင့်ရောင်ယောဂ၌အရွက်ကိုပူအောင်လုပ်ပြီးကြက်ထုတ်ထိုးပြီးလျှောက်ကင်းနိုင်ပါတယ်။ နံပါတ်ကိုမြို့ပေါ်ပြုတ်ရီကိုရီချိုးရီမှာထည့်သုံးပြီးအရေးပြားရာရန်တာရောင်ရမ်းတာတွေတက်တာစီပါတယ်နံပါတ်၈ဝမ်းချုပ်ယောဂရှိသူများဟာ မကြီးနဲ့ညနစ်ကိုအညီအမျှယူပြီးညဦးမှာရေးဆိုင်ပါအိယာဝင်တောက်ပြီးနနနိုင်ဝန်းကောင်းစွာတက်စီပါတယ်ဒီနေရာမှာအထူးတတိပြုရန်လိုအပ်တာကတော့စားသုံးတဲ့အခါမှာတန့်ရှင်းအောင်ပေးချစေကြဖို့ အလွန်အကျုံမစားဖို့တတိပေးပါစေအထူးသဖြင့်ဝူးပြော့လွယ်သူများအသိအစားချင့်ချင်စားပေးပါတကယ်လို့စိတ်ပျော်ထားတဲ့အပင်ဆိုရင်တော့ဓာတုကင်းစင်ဖို့အထူးလိုအပ်ပါတယ်နံပါတ်30စီးချုံစီအောင်စီးသွေးပါလေနေဖက်မှာအတီးနှစ်ကိုသွေးပြီးတော့ချက်မှာလိမ့်ပေးပါကပျောက်ကင်းသက်တာစေပါတယ်နံပါတ်7နာယောဂများအတွက်နှူးနှစ်ပြုတ်ရည်ကိုနားမှာခတ်ပေးရပါပဲ နားကိုခတ်ပေးတာဖြစ်တဲ့အတွက်ကျန်းနားလေသူနဲ့တိုင်ပင်ပြီးမှခတ်ပေးပါလို့အကြံပြုပါစီရှင်။နံပါတ်၁၁ကလေးငယ်များဝမ်ဖော်ဝမ်းရောင်ချင်းလီထိုးလီအောင်ဖြစ်လေငူးနစ်ကိုသွေးပြီးချက်ပတ်လည်နိုင် လူပေးပါကပျောက်ကင်းချမ်းသာပါတယ်။နံပါတ်၃လီယောဂအတွက် အမြင့်မှုကိုနွားနို့ဖြင့်တောက်ရပါတယ်။နံပါတ်၄ ခောက်ကိုခွာထညက်နဲ့သုံးခွက်တစ်ခွက်တင်ပြုတ်အရေကိုတောင်းရင်အသေးရောင်အတဝါယောဂါတွေပြောက်ပါတယ်။နံပါတ်5မြို့ဝါမြေအစိုးတစေတာထံဖိုးထမ်းလက်ခဲကြီးတခဲစေမင်းရာစာအရွက်သုံးခွက်တစ်ခွက်တင်ပြုတ်တောက်ပေးပါ။တစ်ပတ်လောက်တောက်ပေးရင်ဘီပိုးရှိသူတကယ်ပြောက်ပါတယ်။ဒီနေရာမှာမြို့ဝါမြေကမြို့ကြီးကိုပြောတာဖြစ်ပါတယ်ဖွားဖက်လို့လဲခေါ်ပါတယ် ခုဇေနီလေးကလက်သွေးပြောက်ကင်းသူရဲ့ဇေနီလေးပဲ ဖြစ်ပါတယ်။ယူတီအတောက်ရှည်ထဲမှာပါတဲ့အစေးကဝမ်းနှုတ်ဆေးဖော်ရမှာသုံးပါတယ်။အခောက်ကိုသွေးပြီးရားရံရောင်ရမ်းတဲ့နေရာတွေမှာတုတ်ပုတ်ပြီးလိမ့်ပေးပါ။ရာရဲရောင်ရမ်းမှုတွေတက်တာစီတဲ့အပြင်အသားရည်လိမ့်စေပါတယ်ပုတ်ပြီးတော့မလိမ့်ရပါဘူးအကိုင်းကို တပေကျော်လောက်ဖြတ်ပြီးကြောအောက်မှာထားပြီးဖြည်းဖြည်းချင်းလိမ့်ပေးပါ အနိုင်ခံရသလိုပော့ပါလန်းဆန်းသွားစေပါတယ်။ဒါတွေကတော့မြို့ဝပင်ရဲ့ကျမကြီးအတွက်ကောင်းကျိုးတွေကို ပြောပြပေးတာပါ။နောက်ထပ်အသုံးပြုနည်းကိုလည်းဆက်လက်နားထောင်ပေးပါဦးရှင်။ပြုတ်ပြီးတောက်တုံးချင်းမြို့ဝပင်ကို ပြုတ်တောက်တာကတော့အလွယ်ဆုံးနည်းလမ်းပါပဲ။ပြင်စင်ပုံကတော့မြို့ဝရွက်အကြီးဒါမှမဟုတ်အလက်ဆိုရင်၄-၅ရွက်လောက်ကို ယူပါ။ပြီးရင်ရေစင်အောင်စေးပါ။ ရီတန်တန်တလီတာလောက်နဲ့အိုးထဲထဲပြီးမီးအလေအလန်းနဲ့စူပွက်အောင် ပြုတ်လိုက်ပါစူပြီးရင်အနေငယ်နှွေးလာတဲ့အထိအေးခံပါပြီးရင်ရေစစ်ပြီးအဲဒီအရေကိုတစ်နှစ်သုံးချိန်ထမင်းမစားခင်ဖြစ်ဖြစ်စားပြီးမှဖြစ်ဖြစ်တောက်ပါ ခုလိုတောက်ပေးမယ်ဆိုရင်မျက်နှာလှောက်ရှားမှုမမှန်တာမျိုးဥပမာမျက်နှာတချမ်းရွဲတာမျိုးလို့ကြွက်ကားအားနေတဲ့ဝေဒနာတွေအတွက် တက်တာစီပါတယ်။အစင်မြင့်ကြိုက်ခဲတာ အကျောပေါက်တာတွေကိုလည်းချော့ချပေးပါတယ်။နောက်ပြီးဝမ်းနှုတ်စေးအပျော့စားအနေနဲ့လည်းသုံးလို့ရပါတယ်။ဒီနေရာမှာအထူးတတိပြုရမှာကတော့သုံးဆွဲတဲ့အရက်ဟာဓာတုကင်းစင်ပြီးတော့တန့်ချင်းတဲ့အပင်ဖြစ်ရပါမယ်။ပြောက်တော့တဲ့အခါပမာဏကိုတင့်တင့်အောင်တုံးဆွဲဖို့အရေးကြီးပါတယ်။ယောဂအခန်းရှိသူများကုဝင်ဆောင်တဲ့ လေးငယ်များကတော့တက်ကြွနားလေသူနဲ့တိုင်ပင်ပြီးမှတောက်တုံးပါလို့အကြံပြုပါစီရှင်။ငုံပြောလွယ်သူများကလည်းရှင်းချိန်ပြီးတောက်ပေးဖို့တက်ကြွနားလေသူနဲ့တိုင်ပင်ပြီးမှတောက်ပေးပါလို့အကြံပြုပါစီရှင်။ထောင်းပြီးအုံပေးခြင်းတောက်တင်းနေတဲ့ကြက်သားတွေကိုက်ခဲနေတဲ့အစ်စ်တွေအတွက်တကယ်ထီရောက်တဲ့နီလေးပါ။ ။ပြင်စင်ပုံကတော့ငူဝါရွက်အစိုးကိုယူပြီးညက်နေအောင်ထောင်းဒါမှမဟုတ်ကျိတ်လိုက်ပါ။အတုံးပြရမှာကတော့အဲ့ဒီအရွက်ထောင်းကိုချက်သားတွေတင်းနေတဲ့နေရာဒါမှမဟုတ်လှောက်ရှားရခတ်တဲ့နေရာတွေမှာအုံပေးလိမ့်ကြံပေးလို့ရပါတယ်။ကြာချိန်ကတော့မိနစ်20ကနေ30လောက်ထားပြီးမှရေတန်တန်နဲ့ပြန်စီးချပေးပါ။ပုံမှန်လုပ်ပေးမယ်ဆိုရင်ချက်သားတွေကြည်ရော့လာတာကိုခံစားရမှာပါ။ အထူးသဖြင့်ပွေးညင်းဒါမှမဟုတ်အစ်စ်ရောင်တာမျိုးတွေမှာရောင်ရမ်းမှုကိုလျှော့ချပေးနိုင်ပါတယ်။ခုပြောပြပေးသွားတာကတော့ငူဝါပင်ရဲ့အကျိုးအာနိသင်အသုံးပြုပုံစည်းနည်းတွေကိုပြောပြပေးသွားတာပဲဖြစ်ပါတယ်ရှင်။ထပ်ပြီးတတိပေးလိုတာကတော့ဒီငူဝါပင်နဲ့ပတ်သက်ပြီးအသုံးပြုမယ်ဆိုရင်ဓာတုကင်းစင်တဲ့အပင်ဖြစ်ရပါမယ်။ယောဂအခန်းရှိတဲ့လူတွေမိခင်ကလေးကိုယ်ဝန်ဆောင် ဝန်းပြောင်းလွယ်သူတွေကတော့တက်ကြမ်းနားလေတဲ့ပညာရှင်တွေနဲ့တိမ်ပင်ဆွေးနွေးပြီးမှအသုံးပြုပါလို့အကြံပြုပါစေရှင်။အဆုံးထိ နားဆင်ပေးလို့ကျေးဇူးအထူးတင်ရှိပါတယ်ရှင်။ကိုစိတ်နှပြကျမ်းမာချမ်းသာကြပါစေရှင်။